ငားမြရတဲ့နဲ့ငားကိုမဖမ်းခင်ဘာလုပ်ရမလဲဆိုတာသိလားငားစာပြင်ဆင်ရမယ်လေလူတွေနဲ့ဆက်ဆံရေးတိစောက်တာလဲအဲ့ဒီလိုပဲဗျဒီဗီဒီယိုလေးမှာတော့ကိဖာရာစီရေးသားထားတဲ့ ਨੇ ဘာအိလုံးစောက်ထဲကအကြောင်းအရာတွေကိုကျွန်တော်တို့အတူတူလေ့လာသွားမှာပါလူမှုဆက်ဆံရေးကိုဘယ်လိုတိစောက်ရမလဲကိုယ့်အတွက်အခွင့်အလမ်းတွေကိုဘယ်လိုဖန်တီးယူရမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်း30ပိုင်းနဲ့ဆွေးနွေးသွားပါမယ်လုံးဝမရှာနဲ့အရင်တိစောက် တကယ်နဝကင်းရဲ့တမိုးကလောဘမဟုတ်ဘူးရဲ့ရုံမှုပဲလူတွေနဲ့ဆက်ဆံရေးကိုအချိန်ယူတိဆောက်ပါတခုခုလုံးမှကပ်ဖို့မကြိုးစားနဲ့နော်သူတို့ကိုအရင်ကူညီခြင်းအဖြစ်ယုံကြည်မှုနဲ့မေတ္တာကိုအခြေခံတဲ့ဆက်ဆံရေးကိုတိဆောက်နိုင်လေရေရှည်ကိုကြည့်ပြီးသူတို့ကိုဘယ်လိုကူညီနိုင်မလဲဆိုတာကိုအာရုံစိုက်ပါ အပြန်အလှန်အကူအညီပေးခြင်းကအရေးကြီးဆုံးပဲကွဲပြားတဲ့ဆက်သွယ်မှုများ ကိုယ်တိုင်းဝိုင်းထဲမှာပဲမနေပါနဲ့မတူညီတဲ့အမြင်တွေအခွင့်အလမ်းတွေရဖို့အတွက် ကွဲပြားတဲ့နယ်ပယ်တွေကလူတွေနဲ့ဆက်ဆံပါအသက်အရွယ်ယဉ်ကျေးမှုမတူတဲ့သူတွေနဲ့လည်းဆက်သွယ်တင်တယ်အရေးအတွက်များဖို့လိုတယ်လို့အရေးသွေးလည်းကောင်းဖို့လိုတယ်မိတ်ဆွေတငယ်ချင်းတွေကနေအကောင့်နဲ့ဆက်သွယ်မှုတွေပူးပေါင်းဆောင်ရွက်မှုတွေရနိုင်တယ်ကိုနတ်တာတွေကမတူညီတဲ့အုပ်စုတွေကိုဆက်သွယ်ပေးနိုင်တယ်ပေးကမ်းခြင်းရဲ့တန်ဖိုး ကိုကဘာရမလဲဆိုတာထက်သူတို့ကိုဘလို့ကူညီနိုင်မလဲလို့အမြဲစဉ်းစားပါတန်ဖိုးရှိတဲ့အရာတွေကိုဝေမျှပေးခြင်းအဖြစ်လူတွေကကိုယ့်ကိုယုံကြည်လာပြီးလူမှုဆက်ဆံရေးနယ်ပယ်မှာနေရာတစ်ခုရလာမယ်ဘ ഹു တုတောတွေမျှဝေမယ်လူတွေကိုဆက်သွယ်ပေးမယ်ခက်ခဲတဲ့အချိန်တွေမှာကူညီမယ်သူတို့ရဲ့အောင်မြင်မှုတွေကိုဂုဏ်ပြုပေးမယ်တင့်တော်တဲ့အကြံဉာဏ်တွေပေးမယ်ရဲ့ရောချင်းကကောင်းကျိုးတွေကိုဆောင်ကျင်းပေးပြီးမမျှော်လင့်ထားတဲ့အခွင့်အလမ်းတွေကိုရရှိနိုင်တယ် အမှတ်ရစေမဲ့စကားပြောနည်းလူတွေကအချက်လက်တွေကိုသိမမှတ်မိဘူးပုံမြင်တွေကိုပဲမှတ်မိကြတာလူသစ်တွေနဲ့တွေ့တဲ့အခါကိုယ့်ရဲ့တန်ဖိုးဒီမှန်းချက်တွေကို ပုံမြင်တွေနဲ့ပြောပြပါကိုတွေးဖြစ်ရက်တွေက လူတွေကိုဆွဲဆောင်နိုင်တယ်သူတို့ပြောတာကိုဂရုတစိုက်နားထောင်ပါမိကုန်းတွေမေးပါအရင်ကပြောခဲ့တာတွေကိုမှတ်ထားပါသတင်းချက်လက်တွေကိုမျှဝေပါအဲ့ဒီလိုလှုပ်ချင်းအဖြစ်နောက်ဆက်တွဲဆက်ဆံရေးတွေမှာပို့ပြီးအဆင်ပြေလာစေနိုင်တယ် ဆိုရှယ်မီဒီယာကိုပညာရှိရှိသုံးဆိုရှယ်မီဒီယာကလူတိုင်းနဲ့ဆက်သွယ်ဖို့အခွင့်အရေးပေးတယ်တန်ဖိုးရှိတဲ့အကြောင်းအရာတွေကိုမျှဝေပါကျွမ်းကျင်သူတွေနဲ့ဆက်သွယ်ပါ ကိုယ့်ရဲ့အရေးချင်းတွေကို ပြသပါကိုယ့်ရဲ့နှက်ဝက်မှာဘာတွေဖြစ်နေလဲဆိုတာကိုအမြဲသိနေပါအွန်လိုင်းမှာလည်းမကဘူးလူကိုယ်တိုင်လည်းတွေ့ဆုံဖို့လိုအပ်တယ်အဲ့ဒီလိုတွေ့ဆုံမှုတွေကဆက်ဆံရေးကိုပိုခိုင်ပါစေတယ်ကိုယ့်ရဲ့ရည်မှန်းချက်တွေနဲ့ တိုက်ညီတဲ့ professional online persona ကိုထိမ့်သိမ်းထားပါစကားဆက်မြည်ပြောနီးစကားဆက်ပြောဖို့ပြင်ဆင်ထားပါပွဲတွေအစည်းအဝေးတွေမတက်ခင်လက်ရှိဖြစ်နေတဲ့အကြောင်းတွေစီးပွားရေးအကြောင်းတွေစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလေ့လာထားပါပိုပြီးနက်နဲတဲ့ဆွေးနွေးမှုတွေဖြစ်လာအောင်မေးခွန်းတွေမေးပါပြီးရင်ကျေးဇူးတင်ကြောင်းစာပို့ပါဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေနဲ့ဆက်ဆက်တဲ့ဆောင်းပါးတွေသတင်းတွေကိုမျှဝေပေးပါ နောက်ထပ်အစည်းအဝေးတွေဖုံးခေါ်ဆိုမှုတွေကိုစီစဉ်ပြီးဆက်လက်ဆွေးနွေးပါအပေးယူမျှတအောင်လုပ်အကူအညီတောင်းဖို့မတွန့်ဆုတ်ပါနဲ့လူအများစုကအကူအညီရတာကိုကြိုက်ကြတယ်အကူအညီလိုတဲ့အခါဘာကိုလိုချင်လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြောပါကိုကဘသူ့ကိုဘလို့ကူညီခဲ့လဲဆိုတာကိုမှတ်ထားပါကိုကိုကူညီတဲ့အခါပြန်ကူညီဖို့အစဉ်အသင့်ဖြစ်နေပါအကူအညီတောင်းတဲ့အခါအရင်ကဆက်ဆံရေးတွေအကြောင်းကိုပြောပြပါ ကျေးဇူးတင်ကြောင်းပြောပါပေးတာနဲ့ယူတာကိုမျှတအောင်ထိမ့်သိမ်းခြင်းအဖြစ်အပြန်လန်အကူအညီပေါ်အခြေခံတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်တယ်ကိုယ့်ရဲ့ brand ကိုတည်ဆောက်ဘာလုပ်မယ်ဆိုတာကိုပြောပြီးနာမည်ကောင်းတည်ဆောက်လို့မရဘူးကိုယ့်ရဲ့အားသာချက်ဝါသနာနဲ့တန်ဖိုးကို ဖော်ထုတ်ပါ ကိုကဘာလုပ်လဲဘာကိုကိုစားပြုလဲဆိုတာကိုဖော်ပြတဲ့ကိုပိုင် brand တစ်ခုကိုတည်ဆောက်ပါကိုယ့်ရဲ့လှုပ်ဆောင်မှုတွေ ပြောဆိုဆက်ဆံမှုတွေနဲ့ကိုယ့်ရဲ့ online မှာရှိနေမှုတွေကိုချိန်ညှိပါ။ယုံကြည်စိတ်ချရသူ၊ကျွမ်းကျင်သူ၊ကိုကျင့်တရားကောင်းသူ၊စစ်မှန်တဲ့သူအဖြစ်လူသိများအောင်လုပ်ပါ။ပွဲတွေစီစဉ်တက်ရောက်ရေရှည်အတွက်ဆိုရင်ခဏလောက်တော့ပြင်ပန်းခံရမယ်။ပွဲတွေလှုပ်ခြင်းအဖြစ်လူတွေကိုစူးစိပေးနိုင်ပြီးနောက်ဝက်မှာကိုကအရေးပါတဲ့နေရာတစ်ခုမှာရှိနေတယ်ဆိုတာကိုပြသနိုင်တယ် ညစာစားပွဲတွေလုပ်ငန်းဆွေးနွေးပွဲတွေဘာကျူရဲ့ဆွေးနွေးပွဲတွေကိုယ့်ရဲ့တန်ဖိုးတွေနဲ့ကိုက်ညီတဲ့ပရဟိတပွဲတွေကိုစဉ်းစားပါပွဲမတက်ခင်တက်ရောက်မဲ့သူတွေကိုသူတေသနာပြုလုပ်ပါတီချာနဝတ်ကင်းဤမန်ချက်တွေကိုတတ်မှတ်ပါပြောဆိုမဲ့အကြောင်းအရာတွေကိုပြင်ဆင်ပါကြောက်ရွံ့မှုတွေကိုကြော်လွှားအောင်မြင်ခြင်းနဲ့ကြာရှုံးခြင်းကြားမှာရွေးချယ်စရာမရှိဘူး။အနေရကိုရွေးချယ်ပြီးကြီးမြတ်ဖို့စူးစမ်းရမယ်။ ဒါမှမဟုတ်ဘာအနေမှမယူပဲတာမန်လူတစ်ယောက်ဖြစ်နေမယ်။ networking ကိုကြောက်စရာအလုပ်တစ်ခုလို့မမြင်ပါနဲ့။တည်ယူဖို့ကြီးထွားဖို့နဲ့တခြားသူတွေကိုကူညီဖို့အခွင့်အရေးတစ်ခုလို့မြင်ပါ။တခြားသူတွေကိုအာရုံစိုက်ပါ။စိတ်မသက်မသာဖြစ်တာကိုဖယ်ရှားပြီးသူတို့ကိုဘယ်လိုကူညီနိုင်မလဲဆိုတာကိုပဲစဉ်းစားပါ။ရည်မှန်းချက်တွေချမှတ်ပါ။တတ်နိုင်သမျှအတိတ်ပဲရှိတဲ့ဆက်သွယ်မှုတစ်ခု။သို့မဟုတ်နှစ်ခုလောက်တိစောက်ပါ။ရှုံးနိမ့်တာတွေကိုသင်ခန်းစာတွေအဖြစ်မှတ်ယူပါ။ အဲ့ဒီလိုလှုပ်ခြင်းအဖြစ်ကိုကိုကိုယုံကြည်မှုတွေတိုးလာစေပြီးကိုယ့်ရဲ့ network gain စကေးတွေကိုလည်းမြင့်တင်နိုင်တယ်။ဒီဗီဒီယိုမှာဆွေးနွေးခဲ့တဲ့အဓိကချက်တွေကိုပြန်ချုပ်ရမယ်ဆိုရင်ဆက်ဆံရေးကိုအရင်တိဆောက်ပါ။ပွဲပြားတဲ့ဆက်သွယ်မှုတွေကိုလုပ်ပါ။ရဲရောပါအပြန်အလှန်ကူညီပါလူတွေကိုစိတ်ဝင်စားအောင်ဆွဲဆောင်ပါ။ social media ကိုပညာရှိရှိသုံးပါ။စကားဆက်မြည်ပြောဆိုတာကိုကျွမ်းကျင်ပါ။ပေးကမ်းခြင်းနဲ့တောင်းခံခြင်းကိုမျှတအောင်လုပ်ပါ။ကိုယ့်ရဲ့ brand ကိုတိဆောက်ပါ။ကွဲတွေကိုစီစဉ်ပြီး တယောက်ပါကြောက်ရွံ့မှုတွေကိုကြော်လွှားပါဒီသင်ခန်းစာတွေကို အခြေခံပြီးလှုပ်ဆောင်ဖို့အားပေးပါတယ်